အရာဝတီမြေကြီးမှာပြန်လည်ကျဆင်းနေပြီဖြစ်ပေမဲ့အရာဝတီတိုင်းတွင်းမှာရှိတဲ့အနေမိုင်းမျိုးတွေမှာရေဆက်လက်ဝင်ရောက်နေဆဲဖြစ်တဲ့အတွက်မိုးသည်ထန်စွာရွာသွန်းမှုဖြစ်ပေါ်မယ်ဆိုရင်တော့ရေကြီးနှမြုပ်မှုတွေဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေတယ်လို့သိရပါဗျ။ညောင်တုံးမြို့မှာအရာဝတီမြေကြီးဟာဒီကနေ့ဇူလိုင်လ29ရက်နေ့တိုင်းတာချက်တွေအရာ22.8ပေအထိကျဆင်းနေပြီဖြစ်ပေမဲ့အရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့အနေမိုင်းမျိုးတွေဖြစ်တဲ့ကြောင်ကုန်၊ကံကြီးတောင် တာပေါင်းပသိမ်မြို့တွေမှာရေဆက်လက်ဝင်ရောက်နေဆဲဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလိုရေဆက်လက်ဝင်နေချိန်မှာမိုးသည်ထန်စွာရွာသွန်းမယ်ဆိုရင်ရေကြီးနှမြုပ်မှုတွေဖြစ်ပေါ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြရလို့သိရပါဗျ။ညောင်တုံးမြို့မှာတော့အရာဝတီမြေကြီးဟာမြို့ရဲ့စိုးရိမ်ရေအမှတ်ဖြစ်တဲ့22.5ဘေအထက်ဆက်လက်ရှိနေပေမဲ့လည်းမြို့မှာရှိတဲ့တာတွေလုံခြုံမှုရှိတာကြောင့်စိုးရိမ်ပွဲရမရှိတော့ဘူးလို့လည်းသိရပါဗျ။စစ်တီအင်အားတရာမှာညောင်တုံးမြို့တွင်မှာရှိတဲ့စိုးရိမ်ပွဲရှိနေတဲ့ခြေရွာတွေမှာတက်မတော်ခမာယ435ကနေ့ညကင်းနေတဲ့ဆောင်းဆိုင်ပေးနေတယ်လို့လည်းသိရ ¿vale? ပန်းတနော်မြို့မှာလည်းမြေရည်တွေပြန်လဲကျဆင်းနေပြီးမြေရည်တိုက်စားတဲ့အတွက်ကမ်းပြိုတဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ကျေးရွာလေးရွာရှိနေပြီးရေပေးဆောင်ပြည်သူ430ဦးကိုကူညီဆောင်ရှောက်မှုများပေးနေရလို့သိရပါဗျ။ကျောင်းကုန်းမြို့မှာတော့ဓာကမြေရည်ဟာဆက်လက်မြင့်တက်ခြင်းမရှိပေမဲ့လည်းမြို့ရဲ့စိုးရိမ်ရေမှတ်ဖြစ်တဲ့18ပေအထက်တပေအထိပုံမကျော်လွန်နေပြီးစာတင်ကျောင်း20လောက်ပိတ်ထားရတယ်လို့သိရပါဗျ။ကျောင်းကုန်းမြို့ရဲ့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာပေါင်း40ခန်းမှာရေတွေဝင်ရောက်နေတာကြောင့်ရေပေးလွှာကိုရွှေ့ပြောင်းနေရသူတွေလည်းရှိနေရလို့သိရပါဗျ။ပသိမ်ရန်ကုန်ကားလမ်းမကြီးတစ်ချောင်း မှာလည်းကွင်းရည်တွေရေချုံဝင်ရောက်မှုတွေမရှိစေဖို့အသေးအိတ်တွေချထားပြီးကျေးရွာအချို့မှာရေပေးဆောင်ပြည်သူများမှာပသိမ်ရန်ကုန်ကားလမ်းတစ်လျှောက်နဲ့မရထားလမ်းများပေါ်တို့ယာယီနေအိမ်များဆောက်လုပ်ကလာရောက်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်းတွေ့ရှိရပါတယ်။ကံကြီးတောင်မြို့နယ်နဲ့တာပေါင်းမြို့နယ်များမှာလည်းကျေးရွာအချို့မှာရေများဝင်ရောက်နေပြီဖြစ်ပြီးစိုးရိမ်ဖွယ်အခြေအနေမရှိသေးပေမဲ့ရေကြီးနှမြုပ်တဲ့ရက်များကြာရှည်လာပါကဒေသခံများအတွက်အကူအညီများလိုအပ်လာမှာဖြစ်ကြောင်းသိရပါတယ်။